โอเคအရေးကြီးတဲ့ပိုင်းကြီးလာပါပြီ။ဘာလဲဆိုတော့ကျွန်တော် YouTube copyright အကြောင်းနေပါ။ဆိုတော့ဒီပြဿနာအများနဲ့တက်နေတဲ့ပြဿနာပြကျွန်တော်တို့ခဏခဏလာမိတဲ့ copyright claim ခံရလို့ copyright strike မိသွားလို့သူများ content တွေယူတင်မိလို့ရလားအများအများကြီးမှအများကြီးကိုကျွန်တော်ဟိုမှတ်တာမှတ်မိလို့ပြောရမှာဘောနော်ဘယ်လောက်အမေးခံရလဲဆိုတော့โอเคဆိုတော့ဒီကိမှာကျွန်တော်တခါတည်းဒီ copyright ပတ်သက်တဲ့ဟာအားလုံးတခါတည်းရှင်းပြပါမယ်တခါတည်းရှင်းပြပါမယ်ပြီးရင်ဘာမလုပ်ရအောင်လဲဆိုတာကိုကျွန်တော်တို့ပြောပါမယ် ဆိုတော့ကျွန်တော်ရှင်းပြရတဲ့အတိုင်းပဲသွားပါကျွန်တော်မလုပ်နဲ့လို့ပြောရတဲ့ဟာအကုန်လုံးမလုပ်ပါနဲ့โอเคအဲ့တော့ဒါဒီ YouTube copyright အပိုင်းဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်လူသိမ့်မသိတဲ့ကိစ္စနေစားအောင်ကျွန်တော်နိုင်ငံမှာတော့လူသိမ့်မသိဘူးပေါ့ဗျာဆိုတော့ဘာလဲဆိုလို့ရှိရင် copyright က action နှစ်မျိုးရှိရယ် copyright strike နဲ့ copyright claim နဲ့အဘကွာလဲဘယ်ဟာပို့ပြီးတော့ပြင်းထန်လဲပေါ့နော်ပြီးရင်တို့ဘာကွာလဲပေါ့ဆိုတော့အဲ့လေကျွန်တော်ဒီမှာရှင်းပြပါမယ် တော့ဘယ်ဟာပုံပြင်းလဲပြောရင်တော့ copyright strike ကပုံပြင်းတယ် copyright claim ကနည်းနည်းတော်သေးတယ်ဒါပေမဲ့နှစ်ခုစလုံးကိုအတွက်မကောင်း okay အဲ့တော့ကြည့်ကြည့်အောင် copyright strike ဆိုတာဘာလဲ copyright claim ဆိုတာဘာလဲအဲ့ဒါမဖြစ်အောင်ဘယ်လိုရှောင်ရမလဲအဲ့တော့ copyright strike ကတော့ကျွန်တော်ဒီမှာပြောထားတဲ့အတိုင်းပဲ copyright strike ကဘာလဲဆိုလို့ရှိရင်ဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဗီဒီယိုထဲမှာကျွန်တော်တို့တခြားသူရဲ့ပိုင်ဆိုင်တဲ့ဗီဒီယိုဖြစ်စေတခြင်း music ဖြစ်စေ outworks ဖြစ်စေတခြား similar ပေါ့နော်တခြားသူပိုင်ဆိုင်တဲ့ဟာတစ်ခုခုယူသုံးမိတဲ့အခါမျိုးမှာအဲ့ဒီလူကလည်းအဲ့ဒါကိုမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ copyright strike လုပ်လို့ရတယ်အဲ့တော့တော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ copyright ဆိုတဲ့ tag ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ youtube studio ကိုကြည့်တဲ့အခါကျလို့ရှိရင်အဲ့ဒါတွေတွေ့ပါလိမ့်မယ်အဲ့ကျွန်တော်တို့ရဲ့ copyright strike ဆိုတဲ့ copyright ဆိုတဲ့ tag ထဲမှာ ကျွန်တော်ဗီဒီယိုတရားကယူသုံးလိုက်ပြီးကျွန်တော်ခွင့်ပြုချက်မရဘဲနဲ့ယူတင်လိုက်ပြီးဆိုရင် YouTube ကနေအဲ့ဒါကိုတိသွားတယ်တိသွားခြင်းချင်းမှာကျွန်တော်တို့လှမ်းပြီးတော့မင်းဗီဒီယိုဒီမှာသူများသုံးနေတယ်ဆိုပြီးလာပြတယ်အဲ့ဒီမှာကျွန်တော်မှာရွေးချယ်စရာတွေရှိတယ်ကျွန်တော် copyright strike လုပ်လို့ရတယ် strike လုပ်ပြီးသူ့ရဲ့ဗီဒီယိုဖြုတ်ချခိုင်းလို့ရတယ်အဲ့တော့ copyright owner can submit a take down request copyright owner ကျွန်တော်တို့ copyright ပိုင်ရှင်ကကျွန်တော်ဗီဒီယိုယူတင်ထားတာကိုမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်က take down request လို့ခေါ်တယ်ဖြုတ်ချဖို့အတွက်ကိုလမ်းပြ request လုပ်လို့ရတယ်အဲ့တော့ဗီဒီယိုအဖြတ်ခံရလိမ့်မယ်ဗီဒီယိုအဖြတ်ခံသွားရလိမ့်မယ်ပြီးရင် channel မှာကျွန်တော်တို့ရဲ့ channel ကျွန်တော်တို့ကကျူးလွန်သူဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ရဲ့ channel မှာ we get one strike တစ်ချက်အရိုက်ခံရတယ်လို့ပဲကျွန်တော်မှတ်လိုက်ပေါ့ one strike ဆိုတစ်ချက်အရိုက်ခံရတယ်ပေါ့ဆိုတော့ဒါဒီအဝါကက်နဲ့တူတယ်အဝါကက်အဝါကက်တစ်ခက်ထိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအဝါကက်၃ကတော့၃ဝါတနေပေါ့ သုံးကက်ထိလို့ရှိရင်သုံးချက်3 strikes ထိလို့ရှိရင်ကျွန်တော်တို့ channel ကို9ရက်အတွင်းဖြတ်ချ Okay အဲ့တော့ကျွန်တော်တို့ကအဲ့ဒါအရင်အရေးကြီးတဲ့ကိစ္စဖြစ်သွားတယ်အဲ့တော့အဲ့ဒီ one strike တခုကတခါထိပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘာမှလုပ်လို့မရတော့ဘာလုပ်လို့မရတော့ဆိုတော့ကျွန်တော်တို့ဟိုပါဘောဘယ်လိုပြောမလဲဟိုဘာမှမလုပ်ရဲတော့တာဗျာဒီကဗီဒီယိုတွေမတင်ရဲတော့တကယ်လို့ one strike ထိသွားပြီးတော့နောက်ထပ် one strike ထပ်ထိပြီးတော့နောက်ထပ် one strike သုံးချက်ထိလို့ရှိရင်ဒီခါတိုင်းဖြတ်ချမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာဘာလို့ဘာမှမလုပ်ရဘဲညင်နေရတဲ့အနေအထားဖြစ်သွားတာပေါ့နော်အဲ့ဒါမျိုးတော့ one strike တခါထိလို့ရှိရင်3 3လောက်ကြာတယ်3လောက်နေမှာ a strike ကပျောက်တယ်နော်အရင်တော့2လောက်ကြာအခု3လောက်ကြာတယ်နော်ဆိုတော့ဟိုတကယ်လို့များကိုယ့်ရဲ့ဗီဒီယိုကကိုကကိုကိုယ်တိုင်ဖန်တီးထားတာဖြစ်ပြီးတော့မှကိုက ဟိုကိုကကိုတင်ထားတာကိုမှ तू ကမှားပြီးတော့ copy right strike ကိုကျွန်တော် YouTube ကနေပြီးတော့ဟိုဘက်ကလူတယောက်ကိုမှားပြီးတော့ပြလို့အဲ့လူကမှားလို့တာဆိုလို့သူကိုကယူဆရတယ်ဆိုလို့ရှိရင်တော့ retraction လို့ခေါ်တယ်ကျွန်တော်တို့ပြန်ဖြုတ်ပေးပါလို့ကျွန်တော်တို့ share လို့ဟိုသွားပြောလို့ရတယ်ဒါမှမဟုတ် counter notification ပေါ့နော်ပြန်ပြောလို့ရတယ်ပေါ့ဒါကတော့ကျွန်တော်ပြန်လုပ်လို့ရတဲ့ကိစ္စတွေပေါ့နော်ဆိုတော့ကျွန်တော်တို့အမှလုံးဆရာရှိတာငိမ့်ငိမ့်နေနေမနေလို့ရှိရင်ငါမင်းလောက်တာမှားနေတယ်ဆိုပြန်ပြောဆရာရှိတယ်ပေါ့ဒါပေမဲ့တကယ်ကိုကျွန်တော်တို့ကသူများဗီဒီယိုသူများသချင်း သူများပစ္စည်းကိုယူသုံးခဲ့လို့တကယ် strike ထိရတယ်ဆိုလို့ချင်းအဲ့ဒါဒီပြန်ရမှာမဟုတ်ဘူးတကယ် strike ထိနေနေမယ်အဲ့တော့ corporate strike ဒီပိုပြင်းထန်တယ်ခုနပြောလို့၃ချက်ထိရင်တခါလေးဖြတ်ချရတယ်ပိုပြင်းထန်တယ်နော်အဲ့တော့ကျွန်တော်တို့ copyright strike မထိရအောင်ဘာလို့ရမလဲဆိုတော့ဒီမှာအရှင်းဆုံးပြောရလို့ရှိရင်သူများဗီဒီယိုသူများ music တွေယူမသုံးနဲ့ဒါပြီးရောနော် okay အဲ့ဒါအရှင်းဆုံးပဲ okay အဲ့တော့နောက်တစ်ခု copyright claim ဆိုတော့ဘာလဲ copyright strike နဲ့ပါသွားလဲပေါ့နော်အဲ copyright claim ကကျတော့ဘာဘလို့ခေါ်တယ်လဲဆိုလို့ရှိရင် content id claim လို့လည်းသူကခေါ်တယ် အဲ့တော့တူအားကျတော့ဗာလဲဆိုလို့ရှိရင်တူတူအားကျတော့ကျွန်တော်တို့ကခုန music video လို့ဟာမျိုးကျွန်တော် music တို့ video တို့အဲ့ဒါမျိုးတွေအကုန်လုံးကိုတူက YouTube ကိုသူတို့ by corporate permission ကိုဂျိုးပေးထားပြီးသားပေါ့နော်ဆိုတော့အဲ့ဂျိုးပေးထားပြီးသားအောင်မှာအဲ့လူကတခါတည်းဂျိုးပြီးတော့ဟိုတင်ထားပြီးသားပေါ့အဲ့မှာကျွန်တော်တို့တုံးတုံးလိုက်တဲ့ဟာဒီအဲ့ဒါနဲ့တွားကြိုက်ညီလို့ ဲသူက copyright strike လဲကျွန်တော်တို့မထိကျင်ဘူးဆိုလို့ရှိရင်မထိစေကျင်ဘူးဆိုလို့ရှိရင် copyright claim လုပ်လို့ရတယ် claim တယ်လို့ခေါ်တယ်အဲ့တော့ copyright claim လုပ်ပြီဆိုရင်တော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ရဲ့ channel ကို copyright strike မထိဘူးမထိဘူးကျွန်တော် copyright strike ခုနပြောလို့၃ချက်ထိရင်ပြတ်သွားပါじゃမဖြစ်ဘူးဒါပေမဲ့စိုးရွားတစ်ခုရှိရယ်ကျွန်တော်ရဲ့ဒီ video ဒီကျွန်တော်ပတ်စံလုံးဝမရတော့ရသည်မြပတ်စံအားလုံးဒီကျွန်တော်တို့ဗီဒီယိုရဲ့ဒီသူ့ရဲ့ content ကိုတုံးထားတဲ့ဗီဒီယိုကရတဲ့ပတ်စံအားလုံးက အဲ့ဒီ copyright claim ownership ကိုသူကသွားရောဆိုတော့တော့ကျွန်တော်တို့ဒီဗီဒီယိုက view ဘလောက်ရရဒီဗီဒီယိုတခုတည်းကိုပြောတာပေါ့နော် copyright claim လောက်ခံထားရတဲ့ဗီဒီယိုအဲ့ဗီဒီယိုက view ဘလောက်ရရအဲ့ဒီရတဲ့ဝင်ငွေအကုန်လုံးက copyright ownership ကိုပဲသွားရတာနော်အဲ့တော့အဲ့ဒါလေးစိုးတာပဲလေကျွန်တော်တို့ဘလောက်လောက်ပတ်သက်မရတော့ဖြစ်နေမှာโอเคအဲ့တော့အဲ့မှာခုနလိုငြိမ်းမခံချင်ဘူးဆိုလို့ရှိရင်တော့ dispute လုပ်လို့ရတယ်ဒါငါဟာဖြစ်ပါတယ်မင်းမှားလုပ်တာဆိုပြီးလူမျိုးတင်လို့တော့ရတယ်ဒါပေမဲ့ခုနကပြောသလိုပဲကိုကတကယ်ကိုသူများဟာကိုယူသုံးခဲ့တာဆိုလို့ရှိရင်လည်းအဲ့ဒါရမှာမဟုတ်ဘူး နော်အဲဒါလဲခုနကဗောဒီဟာတိုင်းမှာပဲသူများဟာကိုယူမသုံးနဲ့ဆိုရဲအစီကိုပဲပြန်ရောက်သွားတာပဲโอเคအဲ့တော့ကျွန်တော်တို့ဘာတွေရှောင်ရမလဲအဲ့တော့ရှောင်စရာအသေးစိတ်ကိုကျွန်တော်ဒီမှာပြောပါမယ်အဲ့တော့ရှောင်စရာတော့ရှင်းပါတယ်တခြားသူရဲ့ဘယ်ဟာမျိုးမဆိုယူမသုံးပါနဲ့ဒါဆိုရှောင်ပြီးသားဖြစ်သွားပြီအဲ့မှာတခုရှိတာဗီဒီယိုသူများဟာယူသုံးလို့ရှိရင်အထူးသဖြင့် YouTube ဟာကိုပြန်တောင်းပြီးတော့ YouTube မှာပဲပြန်သုံးလို့ရှိရင်ပြဿနာတက်မယ်ဒါဒီအာ strike ကြီးကိုများတယ်ဒုတိယတစ်ချက် အဲကျွန်တော်တို့ music music ကတေချာပေါ့ strike ကြီးရယ်သူက music ကကျတော့သူကတေချာသူတို့က youtube ကဖန်ထားတာအဲ့တော့ music ဆိုတေချာပေါ့ strike ကြီးရယ်အဲ google ကနေရှာလာတဲ့ပုံလိုဟာမျိုးတွေကတော့ပြန်သုံးလို့ရအောင်ရလိမ့်မယ်အဲ့ဒါကျတော့ trace site ကိုနည်းနည်းတိတ်မလွယ်ဘူးပေါ့နော်အဲ့တော့ youtube ကနေ google ကနေရှာလာတဲ့ပုံလိုဟာမျိုးတွေကိုယ့်ရဲ့ဒီ content ပေါ်မှာကိုယ့်ရဲ့ content ထဲမှာထည့်ပြီးတော့သုံးလို့ဟိုတင့်တော်မဲ့ဟာမျိုးဆိုရင်အဲ့ဒါတော့ပေးတော့တယ်ပြဿနာမရှိဘူးအဓိကရှောင်ရမှာတော့ခုနဗီဒီယိုရယ်မျူးဇစ်ရယ်အဲ့ဒါကိုအဓိကရှောင်တဲ့ เนาะเอออะตันนอกกะอะตันนี่ทะชินตันนี่บายมาปาบาซิเนวิดีโอตูมยา YouTube ตูมยาเยวิดีโอก็นี่ပြီးတော့ดาวน์โหลดเสร็จပြီးတော့เปลี่ยนตုံးน่ะမျိုးเนี่ยเราတို့မလောက်ပါနဲ့ဗောနော်ဒါကတော့လုံးဝကျွန်တော်ရှောင်စီနေတဲ့ဟာကျွန်တော်ဘလောက်ပဲအဲနည်းနည်းလေးပဲယူလာပါဘာညာပြောပြမယ်ကျွန်တော်ကတော့ဖြစ်နိုင်လို့ရှိရင်အတက်နိုင်ဆုံးကျွန်တော်ရှောင်နေခြင်းတယ်เนาะဒါကတော့ကျွန်တော်ဟိုအားပေးတဲ့အပိုင်းဗောနော်အဲ့တော့တကယ်လို့များဗီဒီယိုတစ်ခုတင်လိုက်လို့မတိပဲနဲ့တင်လိုက်လို့ ကျွန်တော်တို့ခုနလို copyright claim လောက်ခံရပြီပါညာဆိုလို့ရှိရင်ကျွန်တော်တို့ဘာလို့လိုက်ရလဲဆိုလို့ရှိရင်ဗီဒီယိုကိုအဲ့ခုန claim လောက်ခံရတဲ့အတန်လေးပါနေတဲ့အပိုင်းဒါမှမဟုတ်ဗီဒီယိုလေးပါနေတဲ့အပိုင်းအဲ့အားလေးကိုကျွန်တော်တို့ဖြတ်ထုတ်လို့ရတယ်ဗီဒီယိုအဲ့ YouTube ရဲ့ editor ထဲမှာပဲဖြတ်ထုတ်လို့ရတယ်ဒါမှမဟုတ်အဲ့ဒီမှာအတန်ကိုသူက claim တာဗီဒီယို claim တာမဟုတ်ဘူးအတန်ပိုင်းလေးကို claim တာလို့လို့ရှိရင်တော့အတန်ကို mute လုပ်လိုက်ရအတန်လုံးဝပျောက်သွားမယ်အဲ့ဒီအပိုင်းလေးကပျောက်သွားမယ်ဒါမှမဟုတ်လို့ရှိရင်ဗီဒီယို delete လုပ်ပြလိုက်လို့လည်းရတယ် ဒါ claim အတွက်ကိုပြောတာ copyright strike ကကျတော့ခင်ဗျားထိပြီးသွားပြီကို့ channel မှာထိပြီးသွားပြီဆိုလို့ရှိရင် video ဖြတ်ချလဲ strike ကကျန်နေပြီနော်အဲ့တော့ copyright strike လောက်ကလေးဟိုက video ကပြတ်သွားပြီနော်အဲ့တော့မရတော့ဒီခုန copyright claim ဆိုတာလဲအဲ့လိုပဲသူက delete တော့လုပ်လိုက်တယ်ဒါပေမဲ့ claim ဖြစ်ခဲ့တယ်ဆိုတော့ကိုယ့်ရဲ့ဒီမှာအမှန်သားတော့ကျန်နေသေးတယ်အဲ့တော့ကောင်းတာကတော့ဖြတ်မယ်ဆိုလို့ရှိရင်တော့ခုန mute လုပ်တာတော့အဲ့ဒီဘိုင်းလေးကို cut လုပ်ရတာတော့အဲ့လိုပြီးမှဖြတ်ရင်ဖြတ်ပေါ့ အဲ့လိုမျိုးမြို့လို့ပြီးကတ်လို့ပြီးသွားရင်ဆိုတော့ဖြတ်ဆရာလည်းမလို့တော့ပါဘူးတို့တကယ်ရတော့လေဆိုတော့ဒါကတော့ကျွန်တော်တို့ဟိုလောက်ရမယ်ဟာပေါ့နော်ဒါကတော့ကျွန်တော်တတိထားတင်တယ်အဲအဲ့မှာတစ်ခုဝင်လာတာရှိတယ် fair use policy ဆိုတာရှိတယ်ဆိုတော့ fair use policy ဆိုတာကျတော့ကျွန်တော်တို့ခုနကလိုမျိုးသူများဟာတော့ယူသုံးတာပဲဒါပေမဲ့သုံးခွင့်ရှိတဲ့ဟာရှိပြီးရင်သုံးခွင့်ရှိတဲ့နီလန်းတွေရှိတယ်ဥပမာဘယ်လိုလဲဆိုလို့ရှိရင် clip နည်းနည်းလေးပဲသုံးတာဥပမာ ana 15 second 15 second ကိုပဲ 15စက္ကန့်အောက်ကိုပဲယူသုံးတာအဲ့တော့ကျွန်တော်တို့အခုတွေ့လိမ့်မယ်သူများရဲ့ကျွန်တော်တို့ဗီဒီယိုတွေ reaction ပြန်လောက်တာတို့ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဟိုပြန်ပြီးတော့ပြန်အဖြတ်ပြီးပြန်ဆက်ထားတာမျိုးတွေလောက်တာတို့အဲ့ဒီအားလုံးကသူ15စက္ကန့်အောက်တောက်လျှောက်ဘူးနော်တစ်ဆက်သေး15စက္ကန့်အောက်ဖြစ်နေလို့ဆိုတော့တော့ကျွန်တော်တို့ရုပ်ရှင်ကတည်းကတနာကြီးကြာတယ်ဆိုလို့ရှိရင်15စက္ကန့်15စက္ကန့်15စက္ကန့်ဒီအကုန်ဖြတ်လိုက်ပြီးဂျာထဲမှာတခြားကလစ်တွေရှောက်ထည့်လိုက်လို့ရှိရင်တော့ရတယ်ဒါပေမဲ့ရုပ်ရှင်ကတော့ဆက်ဆက်ရှိမှာမဟုတ်တော့ဆိုတော့ ဒီမှာကျွန်တော်ကထားပါတော့ဟိုပြီးခဲ့တဲ့ရက်ကကျွန်တော်ရဲ့ channel channel တစ်ခုမှာကျွန်တော်ဗာတင်ခဲ့တယ်ဆိုလို့ရှိရင် Windows 11ကြောင့်ကျွန်တော်တင်ခဲ့တယ်။အမှ Windows 11ကိုချိန်ညာတဲ့ video YouTube video တွေရှိတယ်။သူတို့ Windows 11ကိုယ်တိုင်ကတင်ထားတာပေါ့။အဲ့ဒီ video တွေကအားလေကျွန်တော် ပြန်ပြီးဒေါင်းလုဒ်ဆွဲလိုက်တယ်ပြီးရင်အဲ့ဒီဟာလေးကိုကျွန်တော်15စက္ကန့်အောက်ကလေးတွေဖြတ်လိုက်တယ်ဖြတ်ပြီးတော့တင်နေရနေရမှာအဲကျွန်တော်ပြန်တင်တယ်ပေါ့ဥမာ Android အဲ apps တွေ Windows 11မှာတုံးလို့ရပါပြီလို့ကျွန်တော်အနောက်ကနေပြောနေရဆိုရင်အရှိမအဲ့ သူတို့ဟို Android 11ကိုကြီးညာခဲ့တဲ့ sorry Windows 11မှာ Android 3နာကိုကြီးညာခဲ့တဲ့ click လေးကိုကျွန်တော်ပြန်ပြီးတော့အမှပြန်တင်ထားရမယ်လုပ်လို့ရအဲ့ခဏ15 second out ဆိုရင်တော့တုံးလို့ရတယ်ပေါ့နော်15 second out ဆိုရင်ရုပ်ကောအတိုင်ရောတော့ကျွန်တော်တုံးလို့ရနိုင်တယ်ပေါ့နော်အဲ့ဒါတစ်ခုရှိတယ်နောက်တစ်ခုကဟို creative walls တွေမတုံးနဲ့အဲ့တော့ခဏလို့ဖြတ်ပြီးတုံးလို့ရတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့တစ်ခုသတိထားရမှာအခြားသူတွေရဲ့ကဖန်တီးထားတဲ့ဟာဆိုရင်မတုံးနဲ့ဥပမာသူတို့ကိုယ်တိုင်ကလည်း ဖန်တီးထားတာဟိုမှာဆွဲထားတဲ့ဒီဇိုင်းဆွဲထားတာမျိုးမဟုတ်ဘဲနဲ့တို့ကိုရိုင်းကလည်းသူများရှိကနေဖြတ်ယူထားတဲ့ဟာမျိုးဆိုရင်တော့ကိုကဖြတ်ယူတာတိတ်ပြဿနာမရှိတော့ဘူးဒါတော့က15စက္ကန့်အောင်ဖြစ်ရမှာနော်အဲ့တော့တိတ်ပြဿနာမရှိတော့ဘူးဒါပေမဲ့သူများဖန်တီးထားတဲ့ creative works တွေကိုတော့တက်နိုင်ဆုံးရှောင်တာကောင်းတယ်အထူးသဖြင့် music ပိုင်းမှာသူများပြန်တီးထားတဲ့သချင်းတီးလုံးဆိုတေချာပေါ့သူတို့ကအဲကျွန်တော်လှမ်းပြီး strike လို့လို့ရတယ်နော်အဲ့ဒါမျိုးတတိထားတဲ့လေပြီးရင်နောက်ပြီးတော့ education နဲ့ရော entertainment purpose နဲ့ ပြန်သုံးရင်သုံးလို့ရတယ်ခုနကကျွန်တော် reaction video တွေလောက်တာမျိုးတွေ reaction video တွေမှာဥမာအဲဟိုတရားရောက်ကချော်လဲသွားတဲ့ကျွန်တော်တို့ဗီဒီယိုတင်ထားတဲ့အဲ့ဗီဒီယိုတွေကအဲ့ချော်လဲတဲ့အပိုင်းလေးကိုဖြတ်ပြီးကျွန်တော်က react ပြန်လုပ်မယ် reaction ပြန်လုပ်မယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ခုနကသုံးလို့ရနိုင်တယ်ဒါပေမဲ့အဲ့ဒါလည်း15 second အောက်ပဲဖြတ်ဖြတ်တာပို့ပြီးတော့အဆင်ပြေ15 second ကျော်လို့ရှိရင် copyright ကထိနိုင်သေးတယ်15 second အောက်ကိုပဲအဲကျွန်တော်တို့ပြန်ဖြတ်တာပိုကောင်းတယ် okay အဲ့တော့ဒါ fair use policy ပါ အဲ့တော့ face policy ကလည်းကျွန်တော်တို့ face မဟုတ်ဘူးသူတို့လှုပ်ချင်လှုပ်လို့ရတယ်သူတို့ပြောင်းချင်ပြောင်းလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တစ်ခါလေးပြောချင်တာကတော့ခုနကပြောသူသူများဟာကိုကျွန်တော်တို့ယူမသုံးတာအကောင်းဆုံးပါသူများဟာကိုယူသုံးပြီးတော့မှ channel တစ်ခုထောင်ပြီးတော့မှငွေရှာမယ်လို့ creator မိတယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ idea အဲ့လိုဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ idea ကိုပြန်စဉ်းစားပါကျွန်တော်တို့လုံလုံနေရပြီးတော့မပဆက်မရပဲနေလိမ့်မယ်ဒါမှမဟုတ်လုံနေရပြီးတော့မှ channel က copyright strike ထိသွားလို့ပြတ်ကြွားရတာမျိုးဖြစ်ရင်ဘယ်လိုလုပ်မလဲ အဲ့ဒါလေးဖြတ်သတိထားပါ Okay အဲ့တော့အဲ့ဒါဒီကျွန်တော်ဒီမှာပြောချင်တဲ့ဟာပေါ့နော်ဆိုတော့ fair use policy ရှိမယ်နောက်ပြီးတော့လို့ရှိရင် copyright ကြောင်းရှိမယ်အဲ့တော့အဲ့တော့ဒါလေးကျွန်တော်နားလိုက်မယ်လို့ထင်ပါတယ်ဒါဒီအရေးကြီးပါတယ် Okay အဲ့တော့ဆက်သွားရအောင်